နော်ရင်နေပြောပြမယ် comment ကတော့ absolute green lantern issue 3ဖြစ်ပါတယ်ဒီစလိုက်အောင်ဗျဒီ comment မှာတော့ green lantern ရဲ့ပထမဆုံးတိုက်ပွဲနဲ့ john stewart ရဲ့ရှာဖွေတွေ့ရှိမှုတွေကိုတွေ့ရမှာဖြစ်ပါတယ်ဒီ comment ရဲ့အစမှာတော့ blanhan swa တွေလွှမ်းမိုးတာခံထားရတဲ့ hey jordan ကဂျိုးမွန်လေးကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တယ် hey jordan အမောင်တို့ကိုလက်ခံဖို့နဲ့သူမရဲ့အဆိုင်အောင်ဆွမ်းရည်တွေကို ဖြက်စီးပြဖို့ပြောခဲ့တယ်။ဒါပေမဲ့ဂျိုးကတော့ငြင်းပယ်ခဲ့တယ်။ဟဲဂျော်ဒန်ရဲ့လက်ကအရင်ပိုင်းမှာတနက်ဖြစ်လိုလျောက်ပြောင်းသွားခဲ့တယ်။အခုတော့အဲ့တနက်နဲ့ဂျိုးမလင်ကိုပြစ်ခဲ့တယ်။ဂျိုးကသူ့မရဲ့ Green Lantern စွာကိုစတင်တိုက်ရှုံးနိုင်ဖို့ပထမဆုံးအချိန်ကြီးတွေ့ရတယ်။ဂျိုးမလင်ကအကာအကွယ်ဖြစ် Four Feet တခုကိုဖန်တီးပြီးတော့အမောင်စွမ်းအင်တွေကိုတားဆီးခဲ့တယ်။ပြီးတော့ဂျိုးကအစိမ်းအောင်စွမ်းအင်တွေနဲ့လက်တီးတခုဖန်တီးပြီးတော့ ဟဲဂျော်ဒန်ကိုထိုးလိုက်တယ်။အဲ့လက်ဒီပြင်အားကြောင့်ဟဲဂျော်ဒန်တယောက်ကတော့စားတော့ဆိုင်နေရအောင်ဖောက်ပြီးတော့တဲကန်တာတဲကန်တာအတဲကိုလွတ်ဆင်သွားခဲ့တယ်။ဂျိုးကမင်းရဲ့စိတ်ကိုပြန်ထိချုပ်ဆန်ဟဲလို့ပြောလိုက်တယ်။ဟဲဂျော်ဒန်ကတော့အံ့ဩစရနေပဲ။အဲ့ဒီဆိုင်နေကိုမင်းဘလို့ထိချုပ်ခဲ့ရလဲလို့မေးနေခဲ့တယ်။အတိတ်ကလားအပိုင်းကိုပြန်ပြတာလေ။ဂျွန်စတီဝတ်ကအာဗင်ဆာရဲ့အကာရန်ကိုစတင်လေ့လာခဲ့တယ်။အစိမ်းရောက်နေအောင်ဝင်တိုက်ပြီးတည်ဆုံသွားတဲ့ဆောင်ရံသမားရဲ့နေမှာ ရွှေရောင်လက်ဆွပ်လေးတခုတွေ့လိုက်ရတယ်အဲ့လက်ဆွပ်ကပဲအကောင်ရံကိုဖြတ်သန်းနိုင်တဲ့တခုရဲ့သောအရာဖြစ်တယ်သူကအဲ့လက်ဆွပ်ကိုနေရံရဲ့အပြင်ကိုဆန်းသက်ပြီးပြစ်လိုက်တယ်အဲ့လက်ဆွပ်ကနေရံကိုဖြတ်ပြီးဖောက်ထွက်သွားခဲ့တယ်သူတွေ့ရှိသွားခဲ့ပါပြီအဲ့အစိမ်းအောင်ဆွမ်းရည်အားနှချက်ကိုပေါ့အဲ့နောက်ဂျွန်စီဝါကဟဲဂျော်ဒန်စီကနေရွှေရောင်ရုပ်လေးတခုကိုတောင်းလိုက်တယ်ပြီးတော့ ဂျွန်ကသူတို့ရှိမှာပဲအဲ့ရုပ်ကိုအပြင်ကိုထုတ်ပြလိုက်တယ်တကယ်တော့သူတို့စမ်းတက်နေတာရွှေစိန်ထားတဲ့အရာတွေပါပဲရွှေစစ်မဟုတ်ပါဘူးဒီတော့ဖောက်ထွက်ရုံလောက်ပဲဖြစ်တာပါအဲ့ဒါနဲ့ဂျွန်ကသူတိတ်နေတယ်သူ့ဘွားရဲ့ရွှေစစ်နဲ့လှုပ်ထားတဲ့လက်စွပ်ကိုပြစ်လိုက်တယ်ဝုန်းဆိုပြီးတော့စွန့်ရင်နေရကြီးကအပေါက်ဖြစ်သွားခဲ့တယ်ဒီအချက်ကဂရင်းလန်နဲ့စွန့်ရင်ကိုရွှေနဲ့ဖြုတ်ခွဲနိုင်တယ်အားနေစင်နိုင်တယ်ဆိုတော့ပြနေတယ် အဲ့ဒါပုံမှန် green lantern တော့ဒီမှာလို့ပဲဟိုအရောင်က green lantern ဆိုရင်အာနေစီရယ်ဆိုတဲ့ချက်ကိုပြန်ထည့်ထားတာပါ Jones Stewart ရဲ့အောင်မြင်တဲ့ဆန်းတဲ့ချက်ကို အာမင်စာကတရီထမ်းပြီးသွားခဲ့တယ်အာမင်စာကရုတ်တရက်ရောက်လာပြီးတော့ Jones Stewart ကိုတရားစီရင်မှုစတင်ပါပြီဆိုပြီးတော့အားလုံးရဲ့ရှင်မှာ Jones ကိုအမုန်းချေပလိုက်တယ်အားလုံးကဝမ်းနဲ့တောင်းလို့သွားခဲ့တယ်သူတို့စိတ်ကူးတွေကိုလက်လျှော့ပြလိုက်ပါတယ် ဂျွန်စတီဝတ်ကတော့တခုကိုစိတ်ကူးခဲ့တယ်။အက်ဆွမ်းအားရဲ့အားနည်းချက်ကရွှေဆိုရင်အာဗင်ဆာကလည်းရွှေနဲ့တက်နိုင်မယ်ဆိုပြီးတော့ပေါ့။ခုတော့ဟဲဂျော်ဒန်ကခြေစံတွေကိုရွှေကြီးစိန်နေပါပြီ။ဒီအရှုသရဒီမှာပြီးပါပြီဗျ။ဒီအရှုကတော့ဇလန့်ကိုပုံမဇက်ချိန်မြင်အောင်တင်ပေးခဲ့တယ်။ဟဲဂျော်ဒန်ရဲ့ဘလန်ဟန်ဖြစ်ပေါ်လာပုံနောက်အရှုတွေမှာအသေးစိတ်မြင်တွေ့ရတော့မှာပါ။ နောက်ရရှုတွေကိုသိကျင်သိရင်တော့ like and subscribe တွေလုပ်ခဲ့ပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ဗျာ